အခုဒီဖိတ်စာလေးမှာဘောင်ထည့်ရလေးဆက်သွားမယ်เนาะအဲ့တော့ဖိတ်စာမှာဘောင်ထည့်ဖို့ address ဆိုရင် insert ထည့်ကသူက border border လေးလုံးလေးရတယ်ဒါမှမဟုတ်ရင်လည်းသူ့ border frame ကိုဒီထည့်ရနေ internet ကနေရှာပြီးပေါ်ထည့်လိုက်လေးရတယ်เนาะအဲ့ loss ဆိုရင် internet ကရှာတာမဟုတ်ဘူးနည်းဒီမှာရှိပြီးသား border frame ကိုပေါ်ထည့်ပြမယ် insert ထည့်ကဒါ insert ခေါ်ထည့်ရအောင်ဆိုเนาะဆိုစွာ shape တွေတုံးသွားတယ် ပြီးသွားရင်ဗာလေးတုံးမလဲဆိုတော့စာရွက် size ကိုကြာတော့၄ယောက်ထည့်ရတုံးသွားတယ်အခုဒီတစ်ခါကြာတော့ border ထည့်မှာဆိုတော့ designer ကအနောက်မှာဒီမှာ page border ဆိုတာလေးရှိတယ်နော်အဲ့ page border ထဲမှာမှာ page border view border နှစ်ခုရှိတယ်စာရွက်တွေ့ရလို့နေထားဆိုတော့ page border ကိုရွှေ့လိုက် page border ကိုယူပြီးတော့ဒီထည့်ရဘောင်းပုံစံလေးကိုရှူရတယ်ဒါမှမဟုတ်ရင်ဒီမှာ custom ကိုစိတ်တိုင်းကြရှူမယ်ဆိုရင်တော့ဒီထည့်ရလေး အဲတော့ custom နင်းမှာမဘယ်လိုပုံစံလေးထည့်မလဲအဲအတွန့်ပုံစံလေးထည့်မယ်ဆိုရင်ဒီအတွန့်ပုံစံလေးရွှေပေါ့နော် dash လေးဆို dash လေးရွှေလိုက်ပြီးရင်ဒီအောက်မှာကဒီအပေါ်ဟာတွေမရွေးချင်လေဒီအောက်ဖက်ထည့်ရဒီမှာထောင်ချူးလေးနေနော်ဒါလေးတွေရွှေလို့ရတယ်နောက်ဒီအောက်မှာဆက်ကြည့်အောက်မှာကသေးတဲ့ပုံစံလေးတွေရွှေလို့ရတယ်အဲတော့ကိုကတူတူအတွန့်ထည့်မယ်ဆိုတဲ့အတွန့်ပေါ့ အများသောအဖြစ်ရတော့တချို့ကတော့ဘောင်ကနေထည့်တာများကြတယ်။ဦးကြိုက်တဲ့ပုံစံလေးတွေရွှေ့သွားလိုက်။အဲ့တော့အခုဆိုရင်တော့ဘယ်ပုံလေးကိုရွှေ့ရင်ကောင်းမလဲ။ဘောင်လေးတွေမှာအဲဒါလေးတုံးလိုက်မယ်နော်။ပြီးတော့ရင်ကိုကင်းနဲ့ထွက်ကြည့်လိုက်။ဒါဆိုဒီဘေးကဖောင်ပေါ့နော်အဲ့ပုံစံ။အဲ့တော့အဲ့ပုံစံလေးမကြိုက်ဘူးဆိုရင်တော့သူက page border မှာနှိပ်ပြီးတော့ဒီမှာနန်းကိုပြန်ထားလိုက်လို့ရတယ်။ဒီဥကင်းနဲ့ထွက်လိုက်နော်။ ပြီးရင်ကိုယ့်ဟာကိုယ်အစ်စ်ခေါ်ထင်မယ်ဒါကြောင့် insert ထည့်ရပဲဒီ sample တင်ဂီတာလေးရယ်ခေါ်ထင်မယ်ပြီးရင် mode sample ကိုယူမယ်အဲ့တော့ဆိုဆိုဟာ webdin ဒီအခုရွေးထားတဲ့ windin ရှိတယ်ပေါ့ windin ထဲမှာဆို down ပုံစံလေးရှိတယ်ကွာဒီလို down အကွေးပုံစံလေးလိုချင်တယ်ဆိုရင် down အကွေးပုံစံလေးလိုရွှေအဲ့ဒါဆိုရင်ဒီ down အကွေးလေးကိုရွှေမယ်ပြီးရင် insert နဲ့သွားပြီးရင် close နဲ့ထွက်လာတယ် ါဆိုဒီ down wheel ရဲ့ size လေးတော့ပြင်ပေးဖို့လိုရယ်။ဒါလေးကိုဆက်လက်မှတ်ဆက်လက်မှတ်ပြီးရင် size ကကြတော့ဘုံမရပဲသွားမယ်နော်။ down wheel မှာနှိပ်ပြီးတော့ size ကိုဒီမှာအဲဒါလိုမြားလေးအနေနဲ့ထည့်ပေးရတယ်နော်။အဲဒီမြားလေးကိုနောက်ထပ်ထပ်ပြီးတော့ပွားမယ် copy ပြီးရင် select ဖြုတ်လိုက် select ဖြုတ်ပြီးသွားရင်ตัวโคโลเจนเนี่ยเนี่ยหွှင့်มั้ยဆိုရင် insert เนี่ย test box เนี่ย draw test box นี่ขอแทบเปียดูนี้ทุกสวยเลยเนาะ Shelby 8ထဲမှာ paste လုပ်ချလိုက် home ya paste ပြီးရင်သူ့ကိုလှည့်ပါလေလှည့်မယ်ဆိုရင်ဒီ shape format တွေကပဲဒါဘယ်ညာလှည့်တဲ့ပုံစံဒီမှာ rotate rotate object ဆိုတာလေးရှိရင်သူက flip ဒါဆိုရင်ဟိုဘက်ကို vertical ဆိုအပေါ်အောက်ပေါ့နော် rotate ဒီဘက်ပုံစံလိုချင်တယ်ဒါဆိုကြည့်ပြအပေါ်အောက်တွေဒါလေးကိုကြိုက်ပြူသွားလို့ရတယ်နော်အခုလောလောဆယ်ဆိုရင်သူ့ကိုဘယ်လိုသွားပြီဆိုဘိညာလှည့် ။နေရာလက်မယ်ဆိုတော့ flick horizon နေနဲ့သွားမယ်။ flick horizon နဲ့သွားရင်ဆိုတော့နေရာလက်ပုံစံတော့ရသွားပြီ။အဲ့ဒါကိုမှထပ်ပြီးတော့ကြတော့အဲသူကအပေါ်ဘက်ကိုလိုချင်တာလားအောက်ဘက်ကိုဆင်းချင်တာလားဒါလေးကိုပြန်ယူပြီးလို့ရတယ်နော်။ဒါမှမဟုတ်ရင်လည်းဒီဟာလေးကနေပြီးတော့ rotate လုပ်လို့လည်းရတယ်ဒီခုဆိုရင်ဆက်လက်လို့ဖြစ်လာတယ်။ဒီဟာလေးကနေဖြီးပြီးတော့ဒီလိုလေးဆွဲဒီလိုလေးရတယ်နော်။ဒါမှမဟုတ်ရင်ဒီဟာလေးကနေဖြီးပြီးတော့အောက်ကိုဆွဲချလာ နောက်တစ်ခါဒါလေးဆိုရင်ဘယ်ဘက်ကိုပြန်လှည့်မယ်ဆိုရင်ပြီးပြီးတော့ဟိုဘက်ကိုလှည့်လိုက်။ဒါဆိုညရတယ်မနော်ခေါင်းလေးကညာဘက်လှည့်တာရှိမယ်။ဒါကုလို့ရှင်တယ်လို့လေပြန်ညာလှည့်တဲ့ပုံစံနော်ဘူတက်လုပ်တဲ့ဟာလေး။အဲ့တော့ဒါလေးကိုအောက်မှာထားမယ်ဆိုပါဆို။ဒီအောက်လေးမှာထားဒီနောက်ထပ်သူ copy ကူးထားပြီးသား copy ပြီးမယ် paste လုပ်လိုက်မယ် ဒါလေးရလိုက်ဒါလိုက်ဒီကိုရွှေ့ရွှေ့ပြီး shape format ထဲမှာပဲ blue take လုပ်မယ်ညာလှည့်မယ်ဒါဆိုအပေါ်ဘက်ကဆင်းတဲ့ပုံစံဖြစ်သွားတယ်နော်အပေါ်ဘက်ကဆင်းတဲ့ပုံစံယူမလားဒီဘက်ကပုံစံအောက်ကနေပုံကိုထိုးတဲ့ပုံစံလိုချင်တာအဲဒါညာထိုးတဲ့ position ကိုကြိုက်ဖို့ပြင်ရတယ်နော်ဒါဆိုအခုလောလောဆယ်ဒါလေးကိုရွှေ့ပြီးတော့ဒီပုံကိုရွှေ့လိုက်ဒီရင်သူ့ကိုညာရွှေ့ကြည့်ကြမယ် ဒါဒီဘက်လှည့်တယ်ဒီဘက်လှည့်တယ်အဲ့လိုလေးကြီးသွားလို့ရတယ်။ဒါပေမဲ့ဒီကောင်ရဲ့အားနေချက်ကဒီဘောင်လေးတွေကိုဖျောက်ဖို့လိုတယ်နော်။ဒီရှေ့အောက်လိုင်းရဲ့ဒေါင်းရူမှာ no အောက်လိုင်းလေးလို့။ဒါဆိုဒါလေးကိုနှိပ်ပဲနောက်ထပ် no အောက်လိုင်းလေးပြန်လုပ်ပြရမယ်။အဲ့တော့ no အောက်လိုင်းဒီဘယ်ထဲမှာရှိတယ်ဆို shape format တွေက shape face shape out မှာအဲ့မှာ no အောက်လိုင်းလေးလုပ်ပြရမယ်။ဒါဘေးက down ပုံစံလိုချင်တဲ့သူတွေကြအဲ့လိုနည်းနဲ့တော့လုပ်လို့ရတယ်နော်။နောက်ထပ် copy ခုမယ် paste လုပ်မယ်။ ်ပြီးရင်ဒါလေးကိုအခုချက်ဒါလေးဘက်လေးလံထောင်းလို့ချင်းဒီနည်းရင်နဲ့သုံးလို့ရဒါ rotate လေးရတယ်လား rotate လို့လေးလှည့်သွားလေးရတယ်ကိုလိုချင်တဲ့ပုံစံလေးကိုပြင်ပြီးလို့ရဒါဘေးထောင်းထည့်တဲ့အခါနော်အဲ့ဒီမှာမှာကကမင်္ဂလာအခန့်ပွဲဆိုဒီမှာပုံလေးထည့်ခြင်းနေပေါ့ဒါဆိုရင်ဒီဘက်ထဲကအင်တာနက်ပြန်ဝင်အင်တာနက်ထဲမှာမှာဘာလဲဆိုရင်ဒီမှာဒါလေးဆိုဒီလိုပုံလေးရထည့်တာနော်အဲ့တော့ကြာတော့ image နဲ့ပဲထည့်လိုက် မြေကလာအဲဆိုဘောင်းရှာထားရှိတယ်ပြီးရတော့ဘာ PNG လေးရှာနေလားဆိုရင် PNG image နဲ့အလိုလေးသွားလဲ order internet ဖြစ်ထားတယ်အဲဆိုရင် internet ကိုပြန်ချိန်လိုက်အဲ့အဲ့နီးနဲ့တောင်းလဲရတယ် နောက်တစ်ခုကကြတော့ဒီမှာအစ်ဆက်သေးကပဲရှိတ်သေးမှာပဲဒီမှာအသေးပုံလေးရှိတယ်နော်အဲ့ဒီအသေးပုံလေးဒီမှာ click နဲ့ပြီးတော့ကြာ dragon ဆွဲလို့ရတယ်ဒါဆိုရင်ဒီနားလေးမှာအသေးပုံလေးနှစ်ခုဆွဲမယ်ဆိုပါစို့နော်အဲ့ဒါဆိုရင် အသေးပုံလေးမှာအယောင်လေးဖြည့်လိုက်ပါပြန်အနာကိုလေးထည့်မယ်ဆိုရင်အနာကိုမထည့်ဘူးဆိုရင်ဒီအောင်လေးပဲထည့်လိုက်ရှိတ်ပြီးတော့ရှိတ်အောက်လိုက်အောင်ဒါလေးပဲရှိမယ် ပြင်သူ့ကို copy ပြီးမယ်ပြင် paste လုပ်မယ်ဆိုရင်တော့ဒါလေးက undo ပြန်သွားလိုက်မယ်เนาะ undo copy ပြီးမယ် paste လုပ်မယ် pointer နေရာအနေထားမှားနေလို့ view တွေက page ဝင်နေဒါဆိုရင်ဒီဟာလေးဒီလိုမျိုးလေးပုံစံလေးထည့်လို့ရတယ်ပေါ့เนาะအဲ့ဆိုဒီ size အောက်မှာကိုယ်ကခေါ်ထည့်ခြင်းဒီ size အောက်အခုကတော့ဘယ်လောက် size လဲဒါ18တုံးထား 18တုံးထားရယ်သူ့ရဲ့အောက်မှာပုတ်ထည့်ခြင်းထားအောင်အန်တက်ခောက်ပြီးတော့ဒီနှစ်ခုကို click shift click ဒါလေးမှတ်ပြီးတော့သူ့ကိုဗာလေးပြန်ထည့်လိုက်ရဆို group ဖွဲ့ပြီးလိုက်နော်ဒါဆိုရင်ဒီမှာ group လေးရထိပ်ပြီးမှရှိရယ်နော်ဒီမှာ group object group ဒီထဲမှာရှိရယ်ဆို shape format ထဲမှာပဲရှိရယ်ဒါလေးကိုဒီလိုဂျာလေးရဲ့မှာထည့်ပြီးလိုက်ပြီးအဲ့တိုင်းနဲ့သူ့ကိုနောက်တစ်ထပ်ပြီးတော့ copy group မယ် copy group ပြီးတော့နာမည် ဒါကတော့ဖိတ်စာပုံစံကိုပြည့်စုံရိုက်ထားပြီလေနော်အဲ့တော့ control e ဖိတ်စာပုံပြည့်စုံဆို site ကိုလည်းနည်းနည်းတည်လိုက်အဒါလေးကိုဒီပေါ်ထား site လေးကိုဒီလိုလေးသိ site လေးဆိုတော့ဒေါင်လေးရတင်ပြီးတော့ဆွဲချုံလိုက်လို့ရတယ်ဒါညလေးရနှစ်ခုပေါ်ရမယ်နော်အဲ့တော့ဒေါင်လေးရနေ ဆွဲချုံလူတဲ့နေရာလေးတွေထားဒီလိုဘေးနားလေးထားလဲရတယ်အားလုံးကိုကြိုက်တယ်လို့ထားပေါ့နော်ပြီးရင်အဲဒါနာမည်ဖေချာအပ်ပါတီးဆိုပြီးတော့ကြာသွားတယ်ဘင်္ဂလားလေးရဲ့အဲ့တော့အဲ့ဘေးကဘောင်လေးတွေကိုကပြန်ယူတော့မယ်ပြန်ယူတော့မယ်ဆိုတော့ view တွေက one page နဲ့တွားလိုက်ဒါဘောင်ခက်တာနောက်တူနေနော်အဲ့ဒါဒီ sample တွေကနေခေါ်ထည့်ရမျိုးတောင်းတယ်နောက်ခါအစီအစဉ်ရရှိမှာပုံလေးထပ်ခေါ်ထည့်ခြင်းတယ်။ဒါဆိုရင်ဒီအောက်ဆုံးမှာ မှန်ဘလူးလေးရှိတယ်။မှန်ဘလူးလေးကိုနှိပ်ပြီးတော့ဘာနဲ့သွားပေးလို့ရလဲဆိုရင်ဒီမှာ character map နဲ့သွားပေးလို့ရတယ်။ C H E R M A P character map character map သွားပြီးရင်ကိုခေါ်ထည့်မယ်ပုံလေး W I N G အဲဆို window လေးပေါ်လာရင်ဒီ window နဲ့အတွန်ပုံစံလေးရွှေလို့ရတယ်ဒါဒီဘက်မှာဒီမှာညလေးနော်ဓမ္မမဟုတ်ဘူးဒီ tower room မှာ window တင်သွားခြင်းနဲ့ဒါဆိုရင် w i n w i n ဝင်ဝင်တင်ဒါဝဲလို့နှိမ့်မယ် WIN WIN လို့ရွေးပြီးသွားရင်ဒီရဲ့အောက်မှာလိုက်ရှာပြီးလိုက်ဝင်ဝင်တင်ဒါဆိုမဲ့ဒီစက်ထဲမှာဆိုဝင်ဝင်တင်မရှိမရအောင်နော်ဒီမှာ web တင်လို့ဝင်တင်လို့ဝင်တင် to win researcher ဒါပဲရှိရနော်အဲဒါဆိုရင် win in wa အာဝင်းမာမာနောက်ထပ်တခြား font လေးတွေအတွန့်ပုံစံလေးတွေတော့ ချို့ကအင်တာနက်က download ဆွဲတယ်အခုကတော့ဒီချက်ရှိတဲ့ဟာလေးကိုပဲကော်ထည့်လိုက်တာနော်အဲဆိုဝင်တင်သွားမယ်ဝင်တင်သွားပြီးတော့ဒီမှာဒီပုံလေးရရှိရမှာလားဒါလေးကိုကော်ထည့်မယ် select 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 ငါးခုလောက်ယူလိုက်မယ်နော်ပြီးရင်တော့ copy ယူလိုက် copy ယူပြီးသားရင်ဒီနားမှာ insertion point အနေထား enter ခါပြီးရင်တော့ home name က paste သွားလိုက်အဲဒါဆိုဒါလေးရလာပြီသူ့ကို select မှတ်ပြီးတော့ဘာလုပ်ပြီးလို့ရမလဲဆိုရင်အလဲကိုပို့ပြီးလိုက် U တွေနည်းနည်းချက်ပြမယ် U တွေက page width ဒါဆိုဒီလိုပုံစံလေးရပါတယ်အဲဒါကတော့ဟို line spacing တွေကတော့ရှစ်မှာသင်ထားပြီးသားဆိုရင်တော့ရမယ်နော် home depth တွေကဒီမှာ line spacing လေး1.0ပြင်တာလို့ line spacing option လို့ဒီနားလေးမှာ0တွေပါအထားပြီးတော့ပြင်လိုက်ပေါ့နော်ဒါအဲ့တော့ဒီဒီဟာလေးကကြတော့အစီအစဉ်အအောင်မှာထည့်တဲ့ပုံစံနောက်ကြည့်ရှိရကြတော့နေရထည့်တဲ့ပုံစံလေးရမယ်နော်အဲ့တော့ view တွေက one page နဲ့သွား။အဲ့ဒီအတွန်းလေးဒီ sample ခေါ်ထည့်ရရှိမယ်။နောက်ထပ်လေးဒီ character map ခေါ်ထည့်ရလေးရှိမယ်။နောက်တစ်ခုမှကြတော့အဲ့ character map တွေကပဲဒီထိန်းထားလေးမှာရှိတယ်။ဒီမှာဒီအတွန်းလေးနေ။အဲ့ဒါလေးသုံးတာရှိမယ်။ဒါမှမဟုတ်ရင် winding winding to အဲ winding to ကကြတော့ဒီလိုပန်းပွင့်လေးရှိတယ်နော်။ဒီလိုပန်းပွင့်ပုံလေးပေါ့။ကိုကကိုလိုချင်တဲ့ပုံစံလေးကိုရွှေလိုက် ဒီမှာဆိုတာဆိုဒါလေးယူမယ်နော်ဒါဆိုဒါလေးယူမယ်ဆိုဒါလေးကိုရွေးပြီးရင်အခုဖြတ်လိုက်မယ်ဆက်လက်နော်ဆက်လက်ရွေးပြီးရင်ဒါကိုကဘယ်နှခုလောက်ယူမှာလဲ၅ခု၆ခု9ခုလောက်ယူမယ်ဆိုဒါကိုဒီလိုဆက်လက်မှတ်သွားပြီး copy နော် copy ကူးပြီးသွားရင်ဒါလေးကိုပိတ်လိုက်ပိတ်ပြီးသွားရင် insert သေးကဒါလေးကတော့ test box တွေကိုသုံးမယ်နော် draw test box ထိပ်ပြက်လေးနားလေးမှာကလေးနေပြီ ဒါဒီအောက်မှာထားမှာမဟုတ်ဘူးဒါမျိုးစုံထည့်ပြလိုက်တာဒီလိုပေါင်ထည့်လဲရတယ်ဒီလိုမျိုးထည့်လဲရတယ်ဒါလေးကိုပြချင်တာနော် home နဲ့က base နဲ့သွားလိုက်ဒါဆိုတော့ဟာလေးရလာတယ်ပြီးရင်သူ့ကိုကိုကမပြည့်ဘူးအပြည့်မရတဲ့အတွက် select ထပ်မှတ်ပြီးတော့ copy ထပ်ကူပြီးရင် click နဲ့ပြီးရင် base နဲ့သွားလိုက်အဲအဲ့တော့သူ့လေးကိုနည်းနည်းလေးချဲ့ကြမယ် view တွေက page ဝင်နဲ့ချဲ့လိုက်နော်ဒါဆိုဆိုဆိုဆက်ကလေးရပြီပြီးရင် insertion point ထားပြီးတော့ တတန်းလေးရသူပြောလို့လဲဆိုရင်ပြန်ပြီးတော့ပေါင်လိုက်တာဒါကဒီမှာနှစ်တန်းဖြစ်နေအတွက်ပြန်ဖြတ်ချင်တဲ့အတွက် best way နေပြီဖြစ်တယ်ဒါမှမဟုတ်ဘွာအပြည့်လိုချင်တယ်ဆိုရင်ဒီလိုမျိုးဘေးကိုဆက်ဆွဲလိုက်ပေါ့နော်ဒါဆိုအပြည့်လေးရမယ်ဒါကြဘေးပေါင်အနေနဲ့ချက်ချင်တဲ့သူတွေပူကြတော့ပူကြိုက်တဲ့ပုံစံလေးတွေနှုတ်ကြည့်လို့ရမယ်နော်ဒါမဲ့ကိုကချင်းရမှာဒီမှာ margin လေးရှိရဲ့ margin ဒီလောက်ထိရှိတယ်ဆိုရင်သူ့ရဲ့ margin ကိုလည်းဒီလောက်ထိသွားလိုက်နော်အဲ့တော့ဒီ margin ဒါကိုချိန်ဖို့လိုတယ် ီဘောင်ကိုတော့ကွာပြန်ဖြုတ်ပေးရမယ်ဟုတ်တက်သေးရစစွားလိုပဲ shape format သေးရအဲ shape outline ကို no outline ထားပြီးမှဖောက်ပြသွားလိမ့်မယ်နော်ပြီးရင်တော့ဒီအစီအစဉ်မှာ shape face တွေလည်းအဲ့တိုင်းပါပဲ shape face ကို no face တွေထားလိုက်အဲဆိုရင်အစီအစဉ်အောက်မှာနောက်ထပ်ဒီပုံလေးထပ်ထပ်လုပ်မယ်ဆိုရင် click နဲ့ပုံလေးက copy ပြီးစာပဲတွေ့ရလုံးနေထားမြင်အောင်ကြည့်မယ် view ရဲက one page ဆိုတွေ့ရလုံးရနေပြီနော် တော့ဒီဘက် channel မှာနောက်ထပ် paste လုပ်ရမယ်ဆိုတော့ home name က paste နဲ့ဒီအောက်လေးကိုတက်ထည့်ဒါကိုထည့်ခြင်းတဲ့နေရာလေးအတိုင်းလိုက်ထည့်ရမယ်အဲနောက်ထပ် paste နဲ့သွားမယ်ဒီခါကျတော့လှည့်မယ်ဆိုရင်ဒီပုံကိုတင်လှည့်ပေးလိုက်ပြီးရင် take လေးကနေတင် undo ပြန်သွားလိုက်မယ်နော်နေရာလေးလွှဲသွားလို့အဲ့တော့ undo လုပ်ပြီးသွားရင်ဒီမှာ၄ခုဖြစ်ရင်ဖြစ်ပြီးတော့ဒီလိုလေးဆွဲပြီးတော့ ဒါကိုကြိုက်တဲ့ဘောင်လေးတင်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီထဲမှာမှာ insertion point ဝင်သွားပြီဆိုရင်ဒီမှာပို့နေရเนาะအဲ့တော့ပို့နေရကြတော့ကိုကဘာပြန်လုပ်ပြရမလဲဖြတ်ပြရမှာပို့အထင်းမှာ insertion point လေးပြန်ထားလိုက်ထဲမှာ insertion point ထားပြီးရင် view တွေက page width နဲ့သွားမယ်ဘယ်လိုလေးဝင်လာပြီဆိုရင်တော့ page width နှိပ်ပြီးတော့ဖြတ်ဒါဆိုအခုဖြတ်ထားတယ် view တွေက1 page နဲ့သွား ဖြတ်ထားတဲ့ဟာကိုပြန်ပြီး rotate လုပ်ကြည့်လိုက်ဓမ္မကူကပြန်ချိန်လို့ရမှာနည်းနည်းလေးထွက်သေးရေနော်အဲဆိုနောက်ထပ် insertion point ထား insertion point ထားတဲ့ခါမှာတဲ့ဖြစ်သွားပြီနော် sorry undo ပြန်လုပ်မယ်ထိတ်စွာ undo တော့ insertion point မဝင်တဲ့အတွက်သူ deadline လုံးပျောက်သွားတာနောက်ထပ် glitch နေလားဒီမှာ glitch နေ best way နဲ့သွားပါလိုက်မယ်ပြီးရင်တော့လွတ်တဲ့နေရာနေဆိုရင်တော့ရပြီဒီ pawn လေးပေါ်တင်ပြီးပြီးတော့ ရလေးဆွေရွှေအဲ့တော့အမြင်လေးကစိတ်တိုင်းကြပြင်ပြီးသွားရင်သူ့နောက်ထပ် copy ထပ်ကူလို့လုပ်တယ် copy ပြီးရင် paste ပြီးတော့ဘောင်လေးကိုဒီဘက်ထဲကိုဆွေရွှေလာဒါကကြတော့ဒီဘက်က character map ဖြစ်ဟာလေးကိုသုံးလိုက်တာနော်ပြီးရင်တော့ view လေးက page ဝင်နေသွားကြည့်လိုက်ဒါဆိုရင်တော့ဒီက set ပုံစံလေးနေသွားထားတာနော်အဲ့တော့အဲ့ဒီမှာမှအဲ့ set ပုံစံလေးတွေရပြီဆိုတော့မှကိုက ဒါကို idea အတိုင်းပဲဒါလေးဆိုထည့်လို့ရတယ်လေ။ home လေးကနောက်ထပ် copy နဲ့သွား။တောင်လေးတွေထည့်ခြင်းနဲ့ဆိုပါစို့။ဒါဆိုရင်တောင်လေးမှာ click နှိပ်ပြီးတော့ paste နဲ့သွားမယ်။ဒါလေးကိုဆွဲချ view ရဲက one page နဲ့သွားမယ်။တို့တောင်လေးတွေကိုဒီလိုတောင်လေးတွေထည့်ခြင်းနဲ့ဆိုဒီလိုတောင်လေးတွေ like ထည့်ပို့ဒါတော့ကို idea အတိုင်းပဲ like ပြီးတော့ပြင်သွားလို့ရတယ်နော်။နောက်ထပ် home နဲ့က paste နဲ့သွားမယ်။ ပေးစင်သွားမယ်ဒီအသေးပုံလေးရပြီဆိုရင်ဒီအသေးပုံလေးဒီဘက်ထောင်းလေးကိုထည့်မယ်ဆိုရင်ဒီဘက်ထောင်းလေးအဲ့လိုလေးလိုက်ထည့်သွားမယ်နော်နောက်ထပ်ပေးစင်သွားတာဒီဘက်လေးလည်းထည့်မယ်ဆိုရင်ဒီဘက်လေးလည်းထည့်ပါနော်စာလေးကတော့စိတ်ရှိရှိနဲ့ထားပြီးတော့ဒီဘက်လေးတွေပြန်လိုက်လို့ရမယ်နော်လေးဒါလေးအဲ့ဆိုဒီဘက်ထောင်းလို့မယ်ဆိုရင်ဒီဘက်ထောင်းရအောင်ထည့်အဲ့ဒီနေရာမမှန်သေးဘူးဖြစ်ပြီးတော့ဒီကထောင်လေးပြောင်းတယ်ဒီပုံစံလေးသွားလိုက်ရတယ်နော်အဲ့တော့ view တွေက one page နဲ့ ယ်ဒါတောင်လေးကိုကိုကြိုက်တဲ့ပုံစံလေးပြင်လို့ရတယ်အဲ့ဒါကတော့ဖိတ်စာပုံစံနမူနာလေးလုပ်လိုက်တာเนาะဒါ A4 နဲ့လုပ်လိုက်